မင်္ဂလာပါရှင်။ရှဲအေခိုမီဒီယာကကြိုဆိုပါတယ်။ရှဲမီနယ်တွင်နေ့လယ်၁၂နာရီတိနောက်ဆုံးရငလျင်သတင်းများကိုတင်ဆက်ပေးပါမယ်ရှင်။၂၀25ခုနှစ်မလ28ရက်နေ့လယ်၁၂နာရီ50အချိန်တွင်ပြင်းအားရစ်တာစကေးခွန်တသမခွန်အစီရှိအင်အားအလွန်ပြင်းငလျင်လောက်ခတ်မှုကြောင့်ရှမ်းပြည်နယ်တွင်မြို့နယ်73မြို့နယ်၌ထိခိုက်ပျက်စီးဆုံးရှုံးမှုလူသေဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရကြောင်းသိရှိရပါသည် အင်းအားအလွန်ပြင်းငလျင်လောက်ခတ်မှုကြောင့်ယနေ့နေ့နဲ့7နှစ်နာရီအချိန်အထိရှမ်းပြည်နယ်အတွင်းမြို့နယ်73မြို့နယ်ရှိတာသနိကအဆောက်အအုံများဖြစ်သည့်ဖျားစီဒီ90စုဒစိတပိုင်းပျက်စီးခဲ့ခြင်းဘာသာရေးအဆောက်အအုံ48ခုနှင့်အောက်တိုင်း10ခုဒစိတပိုင်းပျက်စီးခဲ့ခြင်းဌာနဆိုင်ရာအဆောက်အအုံ34ခု ဝန်ထမ်းအင်အား၃ခုပုဂ္ဂလိကအဆောက်အအုံ၈ခုတစိမ့်တစ်ပိုင်းပျက်စီးခဲ့ခြင်းလူနေအိမ်1998လုံးပြိုကျပျက်စီးခဲ့ပြီးနေအိမ်249လုံးတစိမ့်တစ်ပိုင်းပျက်စီးခဲ့ပါသည်အလားတူအောင်ပန်းဟိုတယ်တစ်လုံးပြိုကျပျက်စီးခဲ့ပြီးညောင်ရွှေမြို့အင်းလေးဒေသရှိဟိုတယ်၁၀လုံးနှင့်ရွှေညောင်မြို့ဟိုတယ်တစ်လုံးတစိမ့်တစ်ပိုင်းထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီးဌာနနှင့်လူနေအိမ်အုတ်တိုင်း188ခုပြိုကျပျက်စီးခဲ့ပါသည်အင်အားအလွန်ပြင်းငလျင်လှုပ်ခတ်မှုကြောင့်လူနေအဆောက်အအုံ ုံဟိုတယ်နဲ့အုပ်နေရပြုကြမှုများကြောင့်ယနေ့နေ့လည်း12နာရီအချိန်အထိမြေပြင်စင်းကောက်ယူရရှိမှုအခြေအနေအရရှမ်းပြည်နယ်တွင်လူ90ဦးသေဆုံးခဲ့ပြီး85ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါအင်အားအလွန်ပြင်းငလျင်လှုပ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုလူသေဆုံးမှုများဖြစ်ပေါ်ခဲ့သည့်မြို့နယ်များသို့ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၏အနီးကပ်ကြီးကြပ်မှုဖြင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများရှမ်းပြည်နယ်တဘာဝဘေးအနေနဲ့ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ နေမြေကန်တက်မတော်သားများရဲတပ်ဖွဲ့ဝင်များကုညီကေဆေရဲဖွဲ့များကငလျင်ဘေးဒဏ်သင်ငယ်သည့်မြို့နယ်များတွင်ရှာဖွေကေဆေရဲလုပ်ငန်းများအချိန်နှင့်တပြင်းညီဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။အင်းလေးဒီသာဇီရကြီးကြီးရွာနှင့်ကေလာကြီးရွာငလျင်ဘေးဒဏ်ကြောင့်နေအိမ်များနှင့်စာတီကျောင်းပျက်စီးမှုများနှင့်ကေဆေပံမိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုများကိုရှမ်းပြည်နယ်ဆိုရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့်အဖွဲ့ဝင်များကလက်လေကြီးကြီးစစ်ဆေးပြီးလိုအပ်သည့်များကိုပေါင်းဆက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။